ော်ခိုင်နေဝင်ဆိုလို့ရှိရင်တိန်းတပေါင်းမှတည်တာနော်တိန်းတိန်းတထောင်မှတည်ပြီးတော့အခုတိန်းတထောင်တောင်မှသူကငွေတွေကိုလွှဲပေးလိုက်ပြီဘူးနော်ဒီမိမလေးငွေအဲ့ငွေဘယ်ကနေဘယ်လိုရနေလဲမသိဘူးနော်အဲအဲ့ဒါအဲ့ဒါလေးသိလိုက်အဲ့ဒါတို့လေအလှခံကအဲ့လောက်ရမလားနော်အလှခံတာအဲ့လောက်ရမလားတန်တရားဝင်စရာနော်ရေဘေးတော့ကလည်းနော်တိန်းတိန်းကိုတောင်းနေချီပြီးသူလှူတယ်နော်ပြီးတော့သူတို့သူ့ကလေးတွေရဲ့အာမခံကြီးအတွက်ကိုလည်းတိန်းတောင်းချီပြီးတော့မှနော်အာမခံကြီးအဲဒီမောသူတို့အတက်ဟိုနေမော issue ရတဲ့နေပေါ့နော်ဝယ်တယ်ပေါ့နော်အဲအဲ့လိုမျိုးတွေလုပ်တယ်နောက်ပြတော့အခုလည်းကြည့်ဒီ ငရင်ဘေးကိုသူကတိန့်တထောင်မှတည်ပြီးတော့မှတိန့်တထောင်သူလွှဲအပ်လိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာ certificate တစ်ခုကိုမင်းရင်တို့ပြသူတို့စာမတက်တာလားတိန့်တထောင်အမေသူလှူထားတာကနော်တိန့်ကုစေရာထောင်တောင်းတိန့်တိန့်တထောင်တိန့်တထောင်နဲ့တိန့်ဟိုနေမော့အဲရာထောင်တောင်းတိန့်တိန့်တထောင်နဲ့၈တိန့်နော်တိန့်တထောင်နဲ့၈တိန့် ဲ့ဒါကိုခုစေးညာတောင်းတောင်းတ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 တောင်းကိုလည်းတင်းတထောင်လေးရောက်ရေးပြီလားလူတွေလည်းမသိပါဘူးမခိုင်နှင်းဝေဖူတာကြီးကတော့ပတ်စံနေတင်းပေါင်း၄000လောက်ရပြီးတော့တင်းပေါင်း၄000လောက်ရပြီးမျိုးပြဇိုးဆန်နေအဲ့လိုမျိုးတွေလှူတာကိုမကြိုက်ဘူးအောင်ကျမပြောချင်တာလေအခုချိန်ကအားလုံးကဖြစ်နေရဖြစ်တဲ့အတွက်အားလုံးကိုမျက်မျက်တတလှူစီခြင်းတယ် ကျွန်မပြောချင်တာလေနောက်ထပ် solution တွေလည်းအများကြီးပဲပေါ့နောက်ထပ် solution တွေလည်းအများကြီးပေါ့မနေ့တုန်းကလည်းဟိုကျွန်မတို့ဒီဇွဲထက်ကနေပြီးတော့မှဒီသူတို့ရဲ့မဆိုးရင်ကြောင်းတိုက်ကြီးကိုပြန်လဲပြီးတော့အကုန်လုံးစောက်ပေးပါမယ်ဆိုပြီးတော့လည်းပြောထားတယ်အဲ့ဒါကိုမှ3000ဆိုလှူလိုက်တယ်ဒါကျွန်မတို့မလှူနဲ့လို့မပြောဘူးညံ့ညံ့တတ်တတ်ဖြစ်စေချင်တာညံ့ညံ့တတ်တတ်ဖြစ်စေချင်တာကျွန်မပြောချင်တာလေညံ့ညံ့တတ်တတ်ဖြစ်သူတို့ကတော့အားလုံးကတော့ ဒီလိုလောက်ဖို့အတွက်ပင်းနေမှာပဲကျမကတော့ကျမတို့လှူလိုက်တယ်အခုကျမလှူတာ73သိန်းရှိတယ်ပေါ့နော်73သိန်းကျမရဲ့လောက်အားနဲ့73သိန်းလှူတာပေါ့ကဲ73သိန်းကျမရှိနေဆိုကျမဇက်ဆိုပြီးတော့ခိုင်နှင်းငွေကို73သိန်းပြစ်ပြီးတော့လှူလိုက်လို့ရတယ်စတက်စတက်ဖိုကိတ်လေးတကူရလာခိုင်နှင်းငွေရဲ့စတက်ဖိုကိတ်ကျမအဲ့လိုပြီးပြီးရောမလှူချင်ပါဘူးစတီးရတော့ဘာလုပ်မှာမလို့ ကျွန်တော်ဒါကြောင့်မလို့တဘလူတွေလက်တွေ့မှာလုံနေတယ်လေအဲ့ဒီလူတွေလက်တွေ့မှာလုံနေတဲ့သူတွေကပိုပင်မန်းတယ်လေသူများစီရနဲ့အလူငွေကောက်ပြီးဇက်ဆိုတာလှူတာကတော့ခလေးတောင်လောက်တက်တယ်ကျွန်မတို့ကအလူငွေလောက်တဲ့အခါမှာသူများရဲ့အလူငွေကိုတိတိကျကျလှူဖို့တကူဥမ်းအောင်တုံးရတယ်ဘယ်နေရာကိုတိတိယောက်ယောက်လှူနိုင်မလဲဆိုတာဒါပေမဲ့လေကျွန်မပုပ်ပွက်လွယ်လွယ်ပြပါအခုဟိုအလူငွေတွေ အလှူတဲ့ပစ္စည်းတွေလုနေတဲ့ထက်ထက်မှလေတကယ်ပြောတာတထေးတွေတော့မပါပါဘူးကျမဆိုလည်းလုပြီးတော့ယူမယ်ထက်ထက်မှကျမသာပြီပြီးတော့တိကျမသာပြီပြီးတော့အဲ့လိုမျိုးတွေကျမအမျိုးတွေပြီနေတယ်ဆိုတော့ကျမလည်းလုပြီးတော့ယူမယ်ထက်ထက်မှမပါဘူးကျမလည်းရှက်တတ်တယ် တိကလည်းငယ်လျင်လှုပ်တာလည်းကြောင်ညာထားတာပါရဲ့မသိမချိဖြစ်ဘူးအမှန်တော့လုံးဝမသိကိုကြောင်ပဲကိုကြည်နေတယ်ဘာလို့ရမလဲဘရန်ဒီဆွဲတယ်ပေါ့နော်အဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာဖြစ်ချင်တော့ဒီနေ့မှာကအနကစားတော့ကြွေးဖြစ်တယ်ပေါ့နော်တော့ကြွေးတဲ့အချိန်မှာထူးထူးခြားခြားဟိုကိုကတော့စကားတခွန်းတော့ပြောတယ်ပေါ့ဟောအောက်ကဟိုဖယားဟောထားတဲ့တရားတိုင်းပေါ့နော်ယူဇနာဘောက်ဘလောက်မှာငကားပြည်ရှိရပေါ့ငကားမင်းကြီးပါမနေတာအောင်တိပါစေကြားပါစေမြင်ပါစေပေါ့နော် ဟိုအဲ့လိုအရန်တိုက်ဆိုင်တာဖြစ်မှာပါအခုနောက်ပိုင်းကဟိုအကုန်လုံးနဲ့ဖဲဖြစ်အောင်ကိုကနေရလေနော်အဲ့ဆိုတော့တိုက်ဆိုင်မှုပြီးဖြစ်မယ်လို့ထင်တယ်ငကစားကြွေးတဲ့နေ့မှာမငလင်ရဲ့အကြီးကျယ်လှုပ်သွားတော့ကြွေးတာလည်းပင်လယ်အောက်ကိုကြွေးရလေနော်ဆိုတော့ထူးထူးဆချားလေးတော့ဖြစ်တော့ကိုယ့်ဘကူလည်းပြုံးမိတယ်ပေါ့နော်ဘာလို့လှုပ်ကိုမှဟိုထူးထူးဆဆန်းနေတော့ဖြစ်နေပါလားဆိုပြီးတော့ကိုယ့်ကိုအဲ့လောက်လေးပဲတွေးမိပါရှင့်